ချိန်မင်းနဲ့ပြန်အောင်ရင်းလေးကြောင့်အချစ်တက်တာချင်းကတော့အတူတူပါပဲဒါဒီမဲ့ဒါမဲ့ချိန်မင်းကပူကျန်းတာပေါ့ဗျာပြန်အောင်ရင်းလေးကတော့ဟိုပါပေါ့အင်းမော့ဟိုကလူညက်တဲ့ခါလဲလူညက်တာပေါ့စိတ်တူတဲ့ခါလဲစိတ်တူတာပေါ့ဒါလူဆိုတော့လေအဲ့လောက်ပါချိန်မင်းကတော့အရန်တော့ဆက်တန်တော့ဆက်ဆောက်တဲ့ဒီနေ့ပူကျန်းတာပေါ့နော်ချီရပါဘုရားချီရပါဘုရားအဲစိတ်ကောက်တာပါ

မချစ်တဲ့သောဆက်လန်းထဲမှာပါဝင်နေမင်းတို့ကြောင့်အောင်ရင်းနေနေမချစ်တဲ့သောသူတွေဘဝမှာတွေ့ဆုံခဲ့ဘူးပါခင်ဗျာဖြေပါရေဆောင်တော့ရှင်မင်းတို့ပြောတော့မရှိဘူးလေရှင်မင်းကကြောက်တော့အားချမ်းသာတယ်ဟုတ်တယ်ကော်မတီကိုလူကဟိုငယ်ငယ်တော့အဲ့လိုမျိုးပဲကြုံဘူးလေဟုတ်အဲကြီးလာရင်တော့ကြုံတယ် အာအရန်ပျော်ရွှင်ရပါတယ်ပြီးတော့ကျွန်တော်အရင်တော့လည်းအင်တာဗျူးမှာပြောခဲ့သလိုပဲလေအရန်အခုလောက်ကြီးအားပေးနိုင်မယ်လို့ကျွန်တော်တကယ်မထင်သားခဲ့ဘူးပေါ့နော်ဒါပေမဲ့အရန်အားပေးရတဲ့အတွက်ကြောင့်အရန်ကိုဝမ်းသာရရဲ့အဲမိမိအတွက်လည်းအရန်ဝမ်းသာရတယ်ဘာလို့လဲဆိုတော့အာကားလေးအရန်အောင်မြင်တော့အာမိမိကပို့ပြီးဝမ်းသာရပါတယ်တယောက်ကလမ်းခွဲကျင်တယ်တယောက်ကလမ်းမခွဲကျင်ဆိုရင် SLM မပြီးဘူး ဲ့တော့ baby ရင်ထဲမှာအများနဲ့သိနေရမှာကိုကြီးက baby နဲ့ပတ်သက်ပြီးဘယ်တော့မှဇာတ်လမ်းပြမှာမဟုတ်ဘူးသူကမပြတ်သားဘူးเนาะစိတ်ကဘာဖြစ်ချင်လဲဆိုတာလေခံစားရခံရတော့ပြည်သက်တွေကြည့်ရတယ်သူအားတော့ရပါမဟုတ်ဘူးချေရတော့ဟဲ့ကချေရဖို့ပါစိတ်ကောက်တာပါစိတ်ကောက်တာပါဟုတ်ကဲ့ဆက်တော့ကျွတ်တာဒီလို ဟာတယောက်ဆိုရပြီတဲ့ကျိုက်ပါလေကျိုက်ပါလေချောင်းတော့ကြိုက်ချောင်းတော့ကြိုက်မိုင်းရေတော့ကြိုက်မဟာအဲ့ဒါဆိုတော့ဘယ်လိုပြောရမလဲသမိုင်းပိုင်ပါလားရှင်းမင်းလားဆိုတော့ပြင်ပါလားပြင်ပါပြင်ပါပြင်ပါတော့မသိပါဘူးဟိုချစ်တဲ့သူရွေးမှာပေါ့နော်ချစ်တဲ့ ်ပေါ့ပေါ့ရုပ်ပါရုပ်ဆောင်တာလေးတော့ဆိုလို့ရှိရင်အဲဒါပါပေါ့ဟိုတရုပ်ဆောင်တာလည်းကောင်းတယ်ပြီးတော့ဟိုဒီ character နဲ့ရွှေရုပ်ဟိုအဲငွေလေးနဲ့အားလိုက်တယ်လို့အခုခံစားရတယ်ဘောနော်ဘာလို့လဲဆိုတော့ဒီ character ကကောင်းမလေးကငယ်ငယ်လေးပြီးတော့အဲ့လိုအချက်တစ်ချက်ဆိုအဲ့လိုစူပုတ်ပုတ်ကလေးအဲ့လိုမျိုးလေးဖြစ်နေရဟိုကသူနဲ့ဆိုအာကွက်တီပဲတစ်ထပ်သေးကြာနေတယ်ဆိုတော့လေ ဟိုဒါကြောင့်လည်းဒီကားကပို့ပြီးတော့ဟိုပါပေါ့နော်အရှိန်ရတယ်ပို့ပြီးတော့လည်းပြိသက်နေနဲ့စိတ်ဝင်စားမှုအားလည်းမြင့်တက်တယ်အားပေးတယ်အရင်အားပေးတယ်လို့ကျွန်တော်ခံစားရပါတယ်ဟုတ်ဘေဘီစိတ်ကိုလည်းကိုကြီးရဲ့ဘေဘီကိုချစ်တယ်ဘေဘီကိုကြီးကိုမကျေနပ်လည်းကိုကြီးရဲ့ဘေဘီကိုချစ်တယ်ဘေဘီကိုကြီးကိုဘလောက်ပဲအရွက်တိုက်တယ်ကိုကြီးရဲ့ဘေဘီကိုချစ်တယ်ဒီဇက်ကိုစဖတ်တော့ဟိုကျွန်တော်တို့စိန်ခေါ်မှုတစ်ခုတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်တခါမှအဲ့လိုရန် toxic ဖြစ်တဲ့ character မျိုးကြောက်ဆောင်ဘူးတာမရှိဘူးပေါ့ ်ဆိုတော့ကျွန်တော်တို့ရန်စိန်ခေါ်မှုတခုဖြစ်တယ်ပေါ့နော်ပြီးတော့ဟိုပါပေါ့ဟိုအဓိကဒီဟိုအားလုံးတော်လို့လည်းပါပါတယ်ကျွန်တော် character ပို့ဝင်တာလေဒီကြိုက်ပေးတဲ့ character ကိုညံရောအာမီမီရော အကုန်လုံးပေါ့နော်ဟို support လုပ်တဲ့ဟိုပံ့ပိုးပေးရဲ့အဲ့ဒီအတွက်ကြောင့်ဟိုအရန်ကိုပေါ့နော်ဟိုကျွန်တော်အနေနဲ့ဟို book ကလည်းအဲ့ဒီအချိန်မှာရှိမင်းရဲ့ book ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော် อินเทอร์วิวအရင်တော့ကလည်းပြောပါတယ်ဟိုကျွန်တော်ကိုကျွန်တော်ပြန်ကြည့်ရမှာအောင်နည်းနည်းဟိုစိုးရိမ်နေပေါ့နော်ဘာလို့လဲဆိုတော့ဟိုရှေ့မင်းကတအားကြမ်းတယ်လေပြီးတော့နည်းနည်းလဲဟိုပုံမှန်စိတ်မဟုတ်ဘူးလေနည်းနည်း toxic လဲတအားဖြစ်တယ်ဆိုတော့အဲ့ဒါလေးပေါ့ဒါတော့ character ဝင်နေပြဿနာတွေအားပေးတယ်ကြိုက်ကြတယ်ဆိုတော့ဘာဖြစ်ဖြစ်ပျော်တာပေါ့ပို့ပြီးတော့လဲနောက်လုံးမဲ့လွတ်ထွေတာအားရှိတာပေါ့ဖွေးစကားရရပ်ပေါင်းကြဖို့ဟောပါဖြစ်တယ်ဟောရောပါဖြစ်တယ် ဘာဆိုကားတယ်ကျူမင်းအကောင်မပတ်တယ်အကောင်ဖုန်းဆက်မကန်လဲအကောင်ကိုဝိုင်းရမင်းလေဘာလို့ရရလဲကိုကြီးကလည်းဖြစ်ချင်တယ်ရလေကျွန်တော်ရှိန်မင်းရဲ့ချစ်ကိုသဘောကျပါတယ်ဘာလို့လဲဆိုတော့ तू ကတခုပဲချစ်တာပဲသိတာလေကျန်တာဘာမှမသိဘူးအဲ့ဒါကိုသဘောကျတယ်ဗျငယ်တော့အကူနဲ့ရွှေမုံနဲ့ရိုက်တဲ့ကားတွေမှာဆိုရင် तू ကအတော့အကူသမီးလေးလုပ်တယ်ကွာအဲ့ဒါလေအခုတော့ဒီမှာကြီးလာပြီတော်တော်ကြီးလာပြီဟုတ်ပါရဲ့အဲ့နော်အဲ့လုံငယ်ပနဲ့နဲ့

်ဆိုင်တဲ့အချိန်မှာပြောတာဆိုင်တဲ့အချိန်မှာတော့အားလုံးဆိုတာဆိုင်တဲ့အချိန်ကတော့ပုံမှန်အဲဒီလိုဆောင်ရတော့ကျွန်တော်ကမရိုက်ခင်တည်းကမိမိကိုပြောပါတယ်မိမိဟိုဟာကိုကြီးလုံမယ်ကိုလုံမယ်နော်ဘာလို့လဲဆိုတော့သူသူကြောက်မှာဆိုလို့လေဟာလေကြတယ်သူမမျော်လင့်တဲ့ဟာမျိုးဖြစ်သွားမှာဆိုဒါတော့သူတစင်းမှာဆိုသူကြောက်တဲ့ဟာတကယ်ပေါ်တယ်နော် အကိုអော်လိုက်တာလေဟိုခန်းထဲမှာဝင်းနေဆင်းမှာဟတ်လားလို့လုပ်လိုက်တဲ့ဟာမှာသူတော်တော်တုံသွားတဲ့ဟာဆိုရင်အဲ့တုန်းကဆိုရင်အကိုလည်းအဲ့အချိန်မှာဖြစ်လာတဲ့မူပေါ်မူတည်ပြီးတော့ပဲလုပ်လိုက်တာသူ့ကိုလည်းမိမျိုးလည်းမပြောထားလိုက်မိတဲ့အတွက်ကြောင့်တော့အဲ့မှာတော့သူတုံသွားတယ်အဲ့လိုအဲ့ဒါပေါ့ဒါမဲ့ဘယ်ဆင်းမဲ့ရိုက်ရိုက်ပါဟိုအများအဖြစ်ကတော့အကျိုးပြောထားတာမိမိကိုကြီးဒီမှာတင်မယ်နော်မိမိလည်းလိုက်တင်လေအဲ့ဒါမှကောင်းပါဆိုပြီးတော့ပြောတာကဘာဖြစ်ဟို

အဲ့နားဟောမိတ်ကလေးဆိုမှနည်းနည်းတော့စိတ်ကောက်တတ်မှာပေါ့နော်ကွေ့ချီရတဲ့အဲ့အာမတရားတော့ကွေ့ချီရဲ့ဆင်းလေးရတော့အစားတော့ဒီတိုင်းပဲဆွဲခေါ်လာဖို့ပဲလုပ်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကိုညံနဲ့တိုင်ပင်တာပေါ့ဒရိုက်တာနဲ့ကျွန်တော်ပွေ့လိုက်ချင်တယ်လို့ပြောလို့ဆိုတော့ အဲ့ဒါဆိုရင် shaming character လည်းပို့ပေါ်မလားမသိဘူးဘာလို့လဲဆိုတော့ zone နဲ့ဇက်ခနဲ့လှုပ်လိုက်တဲ့ပုံစံမျိုးဆိုတော့အာဟိုဒီတော့ဖက်ကရွှေရုပ်ကရွှေရုပ်ရဲ့လူကလည်းအဲ့ဒီအချိန်မှာမျောလဲထားမှာမဟုတ်ဘူးလေဆိုတော့အဲ့ဒါဒါပေမဲ့အစားတော့စန်စာတို့ဘာလို့တွေးရတာဗောနော်စန်စာမရရပါမလားဘာညာအဲ့လိုတွေးပြီးတော့နှစ်မျိုးရိုက်ထားလိုက်တာဗောအဲဒီတိုင်းယူယူနော်ဒီတိုင်းယူယူခေါ်ပါတာနော်ပွေ့ချီရတာမဲ့ပွေ့ချီတာကိုတန်ကောင်းချင်တော့ဟိုစန်စာလူကြီးတွေကလည်းပြေးရယ်ဗောနော်အဲ့ဒါတဲ့ ွေ့စီရဲ့ဟာလေးကရှင်းမင်းရဲ့ character ကိုပို့ပြီးတော့ရှင်းမင်းနဲ့ရွှေရုံးနဲ့ character ကိုပို့ပြီးတော့အထောက်အကူဖြစ်သွားစေရပါဘူး။ညွတ်ကြမှာတော့နာတော့တော့ညွတ်ကြမှာပါဘူး။ဒါကဝိုင်ချိုင်းကအရင်ကအေးဟုတ်တယ်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 ။အိမ်ပေါ်အိမ်ပေါ်အိမ်ပေါ်အဲ့ဒါတော့စိုးရိမ်တာမှာ။ဟာ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  ကျွန်တော်ကလေဟိုရှူတင်သွားတဲ့ကအဲ့လိုရှိမ့်မင်းငါရှိမ့်မင်းရှိမ့်မင်းရှိမ့်မင်းဆိုပြီးတော့ကားပေါ်မှာရွတ်ပြီးတော့သွားရတာဘာလို့လဲဆိုတော့ကာရိုက်တာကနည်းနည်းကျန်းတယ်ပြီးတော့ရှေ့စင်းနဲ့နောက်စင်းမှာရှေ့စင်းမှာရန်တက်ပြီးနောက်စင်းမှာကြံကြသွားလို့လည်းမရတဲ့ဟာတွေပါတာပေါ့နော်ဆိုတော့အဲ့ဒါကြီးကရန်ဟိုပါပေါ့သတိထားတဲ့အရာတွေပေါ့ဆိုတော့ဘာဖြစ်ဖြစ်ပေါ့ဟိုတက်နိုင်တယ်လားအကောင်းဆုံးစူးစမ်းခဲ့တော့ဒီအချိန်မှာ ပြိတက်တွေကလည်းအဲဘောကြရတဲ့အတွက်ကြောင့်ကျွန်တော်တကယ်ဝမ်းသာပီတီဖြစ်ရပါတယ်အင်မတန်လည်းပြိတက်တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ချိန်မင်းနဲ့ပြန်အောင်ရင်းလေးကြောင့်ချစ်တက်တာချင်းကတော့အတူတူပါပဲဒါဒီမဲ့ဒါဒီမဲ့ချိန်မင်းကပူကျန်းတာပေါ့ဗျာပြန်အောင်ရင်းလေးကတော့ ဟိုဟာဘောအင်းမော့ဟိုဟာလူညက်တဲ့ခါလဲလူညက်တာပေါ့စိတ်တူတဲ့ခါလဲစိတ်တူတာပေါ့ဒါလူဆိုတော့လေလေအဲ့လောက်ပါရှင်မင်းကတော့အရန်တော့ဆက်တန်တော့ဆက်ဆက်ဟဲ့ဒီနေ့ပူကြမ်းတော့ဘောနော် Who is my chief then တော့လေပြိတ္တပဲရွေးချက်ခိုင်းလိုက်ပါရွေးချက်ပြပါနော်ရွေးချက်လို့ပြစ်စစ်တော့မရှိပါဘူးဟုတ်တယ်ချစ်တဲ့တော့ပဲနော်